လက်ရှိဒီတော်လိုင်းရေးမှာအစိုးဆုံးက ARD တိုင်းကအုပ်ကြီးတွေပဲအခုကျွန်တော်တို့ဒီမှာနော်အောက်ကနေပြည်သူတွေဖုံးဆက်ပြီးပြောလာတဲ့အဲမှာ ARD တိုင်းဒေတာကြီးအိမ်မဲမြွနယ်တွေကကမျိုးကြီးပါပိုင်း၄ပါပိုင်းအုပ်စုကအုပ်ကြီးကဓမြတိုက်လိုမျိုးပြည်သူတွေရှိမှာစစ်မှုထမ်းဥပဒေအတွက်ဆိုပြီးတော့တစ်ဖက်ကို၃လစာကို၈တောင်းလို့ပြောပေမဲ့၃လမပြည့်သေးဘဲနဲ့ပတ်စံနေအတင်းအဓမ္မလိုက်တောင်းနေတယ် ပေးเสียငွေမရှိလို့ဒီတည်င်းကိုအပေါ်တင်ပေးပါအောင်ဆိုပြီးတော့ခံရတဲ့ပြည်သူတွေကိုလည်းဖုံးဆက်ပြီးတော့အကြောင်းကြားလာတယ်သူတို့ကိုယ်တိုင် line ပေါ်ကိုတင်ပြီးတော့អော်ပေးပါဆိုလို့ကျွန်တော်ဒီအော်ပေးရတာဖြစ်တယ်အဲ့တော့လက်ရှိဒီအုတ်ကြီးကเนาะသူပြောထားတာတော့အုတ်ကြီးကအုတ်ကြီးရဲ့เนาะစရေးရဲ့သူ့မိမရဲ့အစိုးဆုံး ော်အဲ့တော့အုတ်ကြီးပုံကတော့ဘေးဆောင်ပုံပဲရှိတယ်။သူ့မိမပုံရှိတယ်။သူ့မိမပါလားကျွန်တော်မေးတယ်။သူ့မိမသိပါလို့လားမပါတဲ့လူတော့မပါတယ်ဆိုပြီးတော့အဲ့ဗီဒီယိုဖိုင်ထဲမှာရှိတယ်။အဲ့တော့အဲဖုန်းဆက်လာတဲ့အတန်ဖိုင်ကိုနားထောင်ကြည့်ပါ။ကာယကံရှင်ကိုတိုင်းအဲဆက်လာတာဒါပေမဲ့သူ့ရဲ့နေရာဒေကဘယ်သူဆက်လာတယ်ဘယ်နေရာဆက်လာတယ်ဆိုတဲ့ဟာကိုတော့အဲကျွန်တော်တို့ဟိုသူ့ရဲ့လုံခြုံရေးကကျွန်တော်ပြောမှာမဟုတ်ဘူး။ဒါပေမဲ့အောက်မှာဖြစ်နေတဲ့ရဒီလိုမျိုးကျွန်တော်ပြောလာတဲ့လူတွေအများကြီးချွတ်ကြတော့အတိအကျသတင်းချက်လက်မခိုင်လုံလို့ရှိရင်ကျွန်တော်တို့ ဟိုမတင်ဘူးအဓိကတော့ဖုံးဆက်လာတဲ့ပုံမှာကျွန်တော်လည်းလက်လှမ်းမိတော့စုံစမ်းတယ်ကြားတဲ့နေရာမှာဟုတ်တယ်ဒီအုပ်ကြီးတွေဒီလိုမျိုးလုပ်နေတယ်အဲ့တော့၃လလောက်မပြည့်သေးဘူးဗျာတအိမ်ကို၈ကောင်းခွဲပေးရမယ်ဆိုတော့လက်လုံးလက်စားဓမားတွေအတွက်ဘလို့ဖြတ်ကျော်ရမယ်ဘလို့ရင်ဆိုင်ရမယ်အဲ့တော့လက်ရှိဒီစစ်ကောင်စီကပြတ်တန်းထားတဲ့เนาะဒီစစ်မှုထမ်းဥပဒေဆိုတာပြည်သူကိုဒုက္ခပေးတဲ့အရာတက်တက်ပဲเนาะအခုဒီမှာအောက်ကကိုင်းကိုင်းချင်းကိုတိုင်ဖုံးဆက်လာတာကိုနားထောင်ကြည့်ရအောင်တစ်ချက်ဟုတ်ကဲ့ဟုတ်ကဲ့ဘယ်ဘယ် ဘယ်ဘယ်တွေကဒီနေရာလေးပြန်ပြောပေးပါလားဟုတ်ကဲ့ AR တိုင်းဒေတာကြီးအိမ်မဲမြို့နယ်ကမ်းစုကြီးပါဥက္ကဋ္ဌတစ်တူကြောင်းပါအကိုသူဟိုကပြူကြီးရောဆိုတော့ဟိုဟိုဥက္ကဋ္ဌ၄ဘိုင်ဆိုတော့ကပြူရဲ့တစ်တူကြောင်းရဲ့ထုတ်ကဲ့ချောင်းရဲ့စိန်စုရဲ့ကိုအဲ့ဒီ၄ဘိုင်ကိုအဲ့ဒီဥက္ကဋ္ဌအောက်ချုပ်တာခင်ဗျာအကိုဟောအဲ့ဥက္ကဋ္ဌပုံရှိလားဥက္ကဋ္ဌပုံတော့မရှိဘူးခင်ဗျာဒါပေမဲ့သူမိမပုံတော့ရှိတယ်ခင်ဗျာကိုဥက္ကဋ္ဌပုံလိုချင်တယ်ကိုလမ်းတောင်းလို့မရဘူးလား ထပုံဟွာသူသူကအခုပတ်စံဘာဘာတွေကောက်လဲပတ်စံကိုအဲဟိုဟာစစ်မှုတန်းအတွက်တည်းဆိုပြီးတော့အဲ့ဒါအခုကောက်တယ်ခမရကိုအခုအဲကျွန်တော်ပထမအလုပ်ပေးသွားပြောတာအခုရမလားလို့အဖေရတယ်လားဟိုမှာသွားပြောတယ်ခမရကိုကျွန်တော်တို့အရာကျွန်တော်ကညှိနေတော့အဲ့အဲ့ဒီဟာထက်ရမှာဖြစ်ဖြစ်နေရကိုတဲ့ရောဘယ်ဘယ်ဘယ်တော့တောင်းလဲအခုဒီတဘက်က၈000ဝက်တောင်းလာခင်ဗျာကိုဟာတအိမ်ကိုတလားကို၈000ဝက်တောင်းလာဟုတ်ကဲ့ခင်ဗျာကို လာစီခြေတောင်းလာလားသူတို့ပြောတာတော့3လလို့ပြောတယ်ခင်ဗျာကို3လပြောရင်အခု3လလည်းမပြေဘူးခင်ဗျာကိုတင်ကို7000ခွဲတောင်းတယ်ဆိုတော့အဲ့ယွမ်4ဝန်လုံးတောင်းလာတာဟုတ်ကဲ့4ဝန်လုံးတောင်းလာခင်ဗျာကို4ဝန်လုံးတောင်းလာဆိုမှအခု7000ခွဲနေဆိုရင်တော့အင်ဂျီတွက်ကြည့်လိုက်မယ်ဆိုရင်ကပြူမာတဲ့အင်ဂျီက100ကျော်ရှိတယ်ခင်ဗျာကို တရားကြောသူတို့ကအသက်18ကနေ35နှစ်အထိလူဆိုရင်သူတို့က2ယောက်ရှိတဲ့အိမ်ဆိုရင်2ယောက်စာတောင်းတယ်ခင်ဗျာကို2ယောက်စာအပြည့်3ယောက်ရှိတဲ့အိမ်ဆိုရင်2ယောက်စာတောင်းတယ်ခင်ဗျာကိုခင်ဗျာကိုကျွန်တော်တို့စိတ်မှုပါအော်စိတ်မှုအခုတောင်းပြီးတော့ပြန်သွားပြီကိုအဲ့လိုလားအော်လေးရအောင်သူတို့ကတလူတောင်းလားဟုတ်ကဲ့ခင်ဗျာဟုတ်ကဲ့ဟုတ်ကဲ့ဒေတာအေယာဗရီတိုင်း ်ဟောဟုတ်ကဲ့ကျွန်တော်ဖြစ်နိုင်အဲ့ဒီရဲ့ဥက္ကဋ္ဌရဲ့ပုံလေးလိုချင်ပါတယ်အဲ့လိုက်တောင်းတဲ့ဥက္ကဋ္ဌလိုက်တောင်းတာကစေမှုနဲ့ဥက္ကဋ္ဌနဲ့အဖွဲရလိုက်တောင်းတာပေါ့ဟုတ်ခင်ဗျာဥက္ကဋ္ဌအော်ဥက္ကဋ္ဌအပေမှာစိုးလို့မလိုက်ဘူးတယ်ယုံချစ်တောင်းခွဲ ချက်ကောင်းဝယ်တယောက်တည်းရှိတဲ့အိမ်ကချက်ကောင်းဝယ်ပါကွာနှစ်ယောက်ရှိတဲ့အိမ်ကတော့သိန်း900တောင်းတောင်းပါလေခင်ဗျာဟုတ်ဟုတ်ကြောက်စရာကြီးပါတော့ကွာအဲကျွန်တော်ဖြစ်နိုင်လို့ရှိရင်အဲ့ဒီဥက္ကဋ္ဌပုံလေးကိုကိုလိုလှမ်းပြီးတော့အဲ့ဥက္ကဋ္ဌ3နဲ့ Facebook အကောင့်လို့ဘာလို့မရှိဘူးလားไอ้ตุ้มเม้มา Facebook account แท้มาตรุตรุย้ายท่าละปုံชื่อชื่อมาตุ้มปုံน่ะสมปู่พี่တော့ตินไปอ่ะปู่ก้าวน่ะบ่บ่าวสอดีดูดีมาปี่ดูดิโตดุข์ไปนี่เลยสุดละหาอู ်တင်ပေးလိုက်လို့ရှိရင်အဲပို့ပြီးတော့ထိရောက်တာပေါ့ဟုတ်ကဲ့ခင်ဗျာကိုကျွန်တော်တူဘောတွေဝင်ချာကြည့်တာတော့သူမင်းမပုံတွေပဲတွေ့ရခင်ဗျာသူသူတို့မိသားစုပုံတွေ့ဘူးလားအဲ့အဲ့ဒီဒေတာပြပြောက်ဆက်တော်ကြီးပုံတောင်းကြီးပါကျွန်တော်ပုံရမှဒီဒီပို့ကျွန်တော်တင်ပေးတာပုံကြီးထည့်အောင်ဘာလို့သူပုံမြင်နေမြင်လို့ရှိရင်ပို့ကောင်းတော့တဝင်းမကြတော့ဒီမှာပါဝင်ပတ်သက်မှုမှာတဝင်းမရောပါဝင်ပတ်သက်နေတာ ဟုတ်လားအဲ့သူမိမလည်းဒီပြည်သူတွေကိုဒုက္ခပေးတဲ့တည်းမှာပါဝင်ပတ်သက်နေတယ်ဗောအဲ့လိုလားပါရပါရခင်ဗျာကိုပါရသူမိမနာမည်ရွှေကြီးခင်ဗျာသူမိမနာမည်ရွှေကြီးဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဆိုဆိုခင်ဗျာကိုအော်အဲ့ဥက္ကဋ္ဌနာမည်ကဘလူဆိုဆိုပါဆိုဆိုနော်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ ဆယ်အိမ်မူးနာမည်ကတင်တန်းမြစ်ခေါ်မောင်လှဝင်းနော်ဟုတ်ကဲ့ခင်ဗျာဟုတ်ကဲ့ဟုတ်ကဲ့ဒီမပေးမနေရချက်ချင်းအတင်းအားလုံးမပေးရပါဘူးလားဆိုတော့ကိုလိုက်တောင်းပါလေခင်ဗျာကိုမနေ့ကစပြီးလိုက်တောင်းနေဒီနေ့ကိုချက်ချင်းမဖြစ်မနေပေးရပါမယ်ဆိုပြီးလိုက်တောင်းနေလို့ပါခင်ဗျာကိုဟုတ်အခုပေးစီရလဲကျွန်တော်မှပတ်စံမကြီးတက်စံမကြီးတော့အလုပ်ပေးသွားပြောတယ်အလုပ်ဝေးသွားပြောတယ်အလုပ်ကအခုတော့မှတိတ်အဆင်မပြေတော့လေသမားရဲ့တိတ်အဆင်မပြေတော့အလုပ်ကိုမပေးကြဘူးခင်ဗျာကိုပြီးတော့အဲဒီကို ဟုတ်ကဲ့ဟုတ်ကဲ့โอเคကျွန်တော်ဒါကိုတင်ပေးမယ်เนาะအဲ့ဒါဆိုဟုတ်ကဲ့ခင်ဗျာကိုကျွန်တော်ဝမ်မစင်ရနေပြီးတော့အဲ့မှာကျွန်တော် YouTube နဲ့ပြီးတော့တင်ထားတဲ့ပူလေးပို့ထားတဲ့ခင်ဗျာကိုအော်ဟုတ်ကဲ့ဟုတ်ကဲ့ဟိုနေ့ပြီလို့ရှိရင်အဲ့ဒီသူမိမသူမိမပုံရိုက်နေသူမိမပုံမှာတင်ပေးထားပါเนาะပို့ပေးထားပါเนาะဟုတ်ကဲ့ဟုတ်ကဲ့ခင်ဗျာဟုတ်ဟုတ်ဟုတ်ကဲ့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 ပါအခုဟိုလေးကျွန်တော်တစ်ခုလောက်ပြောအောင်ပါကိုအခု အတန်ပါရင်တော့ပူထီရောက်ကြအတန်မပါဘူးဆိုရင်တော့ဟိုကျွန်တော်ကလှုပ်ကြံလီစဲပြီးပြောသူလိုဖြစ်နေတယ်ဖြစ်နိုင်ရင်တော့ဟုတ်ကဲ့ဒါတော့ကြားသိတဲ့အတိုင်းပဲသူကိုယ်တိုင်ပုံတင်ထိုင်းတယ်သူကိုယ်တိုင်ဒီဟာပြောထားတော့အလုံးဟိုသူလည်းမတတ်နိုင်တော့ရှာလို့လည်းမရဘူးအလုံးလည်းမရှိဘူးအဲ့ဒီပေါ်မှာဒီအုတ်ကြီးကပေးနိုင်ပေးမပေးနိုင်နည်းမျိုးစုံချိန်ချောက်တယ်အဲ့တော့ ARD တိုင်းမှာအစိုးဆုံးပဲဒီသတင်းတွေခဏခဏကျွန်တော်ရှိပို့ပို့လာတယ် နော်အေယာဝီတိုင်းဘယ်ဒေတာအေယာဝီတိုင်းဘယ်ဒေတာဘာဖြစ်လို့လဲအေယာဝီတိုင်းမှာလက်ရှိချိန်မှာအေယာဝီတိုင်းအတွင်းပိုင်းကိုတော့ပြည်သူတော်လှန်ရေးတပ်ဖွဲ့တွေမဝင်ရောက်နိုင်သေးဘူးဝင်ရောက်နိုင်မှုဆိုတာအတွင်းပိုင်းမှာရောက်တဲ့လူတွေမနှောက်ရှားနိုင်သေးတာအထဲကိုအကုန်ဖျက်ချထားပြီနော်အင်အားအလုံးဖျက်ချထားပြီအပြင်းတယ်ထားပြီဝင်လိုက်တာနဲ့တစ်ဖက်တည်းအိမ်ပြန်လိုက်အရာပိုင်းအရာပိုင်းတို့အိမ်ပြန်လိုက်ဆိုတဲ့အစီအစဉ်ကိုလုပ်ခဲ့တာမှတ်မိမှာပါအဲ့တော့ဒါတွေအားလုံးကကျွန်တော်တို့ကတက်ဆိုင်ရာအဖွဲ့အစည်းတွေကထုတ်ပြန်ပြင်ညာချက်တွေမရှိမထုတ်တဲ့အတွက်ကျွန်တော် ျွန်တော်တို့ရဲ့အနေနဲ့ပြောပြပိုင်ခွင့်မရှိလို့မပြောပြရဘူး။အမေ AR တိုင်းမှာရှိတဲ့ပြည်သူတွေအနေနဲ့အားငယ်စရာမလိုဘူး။ဒီကာလလေးကိုတော့ခဏလေးတောက်မေးပါ။ပြီးလို့ရှိရင်အဲ့လိုလုပ်လို့ရှိရင်လည်း record အကုန်ယူထားပါ။ဘယ်နည်းဘယ်ရမှာဘလို့ဖြစ်နိုင်ဗီဒီယိုမှတ်တမ်းတွေရရင်ပိုကောင်းတယ်။ဒါလေးကိုတိမ်းပေးထားပါ။ဒါတွေအားလုံးကိုအရေးယူမှဂျိမ်းနေဖြစ်ပါလေ။အထူးသဖြင့် AR တိုင်းမှာဇောင်းကြွနေတဲ့အုပ်ကြီးတွေအားလုံးကိုဒီတော်နိုင်ရေးမှာအရေးယူရပါလိမ့်မယ်။ဒါပေမဲ့တခုရှိတယ်အပေါ်ကခိုင်းလို့ နော်မလွှဲတာမရှောင်တာတော့လောက်ကချို့တဲ့အုတ်ကြီးကြတော့ဟုတ်တယ်အပေါ်ကခိုင်းလို့စစ်မှုထမ်းဥပဒေပတ်စံလိုက်ကောက်တယ်ဒါပေမဲ့လို့ကောက်တဲ့နေရာမှာပြည်သူကိုနားလည်အောင်ရှင်းပြတယ်မရှိတဲ့လူကိုမရှိတဲ့လူရှိတဲ့လူကိုရှိတယ်လို့ तू ကမျှတပြီးတော့လှုပ်ပေးတဲ့ဒူတွေလည်းရှိတယ်တို့အုတ်ကြီးတွေကိုကြတော့ကျွန်တော်တို့အပြစ်မပြောဘာလို့ဆိုတော့နီးရဒါကြောက်ကမယ်ဟုတ်တယ်နော်ဟိုကျွန်တော်တို့တစ်ဖက်ဆောင်းနေပြောတာမဟုတ်ဘူးဒါပေမဲ့အခုလိုမျိုးမရှိရှိရှိအတင်းအဓမ္မလဲမျိုးတက်နေပြီးတော့ပြည်သူပစက်တွေကနှိုက်ထုတ်နေတယ်ဒီပြည်သူကိုဒုက္ခရအောင်လုပ်နေတယ် နော်ဂျပန်စကေတရံလုံးပဲအပေါ်ကပထွေးတွေကနည်းနည်းအောက်ကခွေးတွေကမြန်းမြန်းဆိုတဲ့ဟာမျိုးအုတ်ကြီးရုပ်မှလည်းကောင်းနေဆိုရင်တော့ကျွန်တော်တို့ကဂျိန်းတွေအေးအေးอยู่ပါလိမ့်မယ်လောလောဆယ်ငါတို့လုံးမနိုင်ဘူးဆိုပြီးတော့စိန်ခေါ်ရင်လည်းရပါတယ်နော်မကွေးတို့စကိုင်းတို့ပဲခိုးဘက်တို့မှအဲ့ဒါလိုပဲစိန်ခေါ်ခဲ့တဲ့ကောင်းတွေဘယ်ဘဝရောက်သွားတာလဲကြည့်ပေါ့နော်မြို့ကြီးတွေကိုဘာဖြစ်လို့စစ်စစ်ရေးတွေကိုမလုံတာလဲဆိုရင်အဓိကမြို့နာမှာဆိုလို့ပါ ဒီမျိုးတွေကိုမျိုးမနာဘဲနဲ့ဘယ်လိုပုံစံလုပ်လို့ရမလဲဆိုတဲ့အစီအမံတွေကိုတော်လိုင်းဘက်အချမ်းအတူတွေအကောင်းဆုံးဖြစ်အောင်လုပ်နေတဲ့အတွက်မျိုးကြီးတွေမှာမလုပ်ဖြစ်အရာဝီတိုင်းဆိုတာပတိန်ပေါ့ဟင်္ဒရာလို့စတဲ့ဖြစ်နော်သူတို့မျိုးကြီးတွေကိုကျွန်တော်တို့ကမျိုးမနာအောင်လို့အကောင်းဆုံးနီးလန်းတွေလုပ်နေတာဒါပေမဲ့ရှော့တွေ့ရင်တော့မှားသွားလိမ့်မယ်နော်အုတ်ကြီးတွေနေနဲ့ပြောချင်တာကအချိန်တိုင်းတက်ကမဲ့အာနာပိုင်သွားမယ်ဆိုရင်တော့ဒါခမည်းတော်ရဲ့ဆုံးဖြတ်ချက်ပဲတိုက်တယ်လို့တော့မချိန်ကြဘူး မပြောခင်ဗျားတို့လည်းအုံနောက်လေခေါင်းလေအတိတရားတွေရှိတယ်ဒါပေမဲ့တခုရှိတာက62မှာအာနာတိန်းတယ်နော်တတိုင်းပြည်တော်အာနာတိန်းမှန်းတော့မတိခဲ့ပဲနဲ့နေဝင်ကအာနာကိုရပါတယ်ဟုတ်တယ်နော်68မှာအာနာတိန်းတယ်ပြစ်ခတ်မှုတလားလောက်ပဲဖြစ်ခဲ့တယ်ဟုတ်တယ်နော်အာနာတန်းရွှေရပါတယ်နော်အဲ့ဒီ62ကို68ရောပြည်သူလက်ထဲကိုဂန်းနေမရခဲ့ဘူးနော်ဟုတ်ပါတယ်သူကသူတောခိုးလာခိုးလာပဲတောခိုးလာဟာလာမှာဘာမှလုပ်လို့မရဘူး ဒါပေမဲ့ဒီနေ့2021အာနာတိန်နဲ့၄နှစ်ကျော်လာပြီနော်လက်တုံးချောင်းထောင်ပြီးစခဲ့တဲ့ပြည်သူတော်လှန်ရေးမောင်းမြန်တွေကိုကိုယ်တိုင်ထောက်လုပ်နိုင်ပြီလက်နက်ကြီးတွေကိုယ်တိုင်ထောက်လုပ်နိုင်နိုင်ပြီဒရုန်းတွေကိုယ်တိုင်ထောက်လုပ်လာနိုင်ပြီတတိုင်းမြို့မှာရှိတဲ့တော်လှန်အင်အားစုမပြောနဲ့စကိုင်းတိုင်းတိုင်းနဲ့တိုက်ရင်ပေါင်းဘလောက်ရှိတယ်အရင်ဆုံးသန်းအဲ့ဒီရင်းမှာရှိတဲ့ထောင်တောင်းမကတဲ့အင်အားတွေအားလုံးကဂန်းတွေနဲ့ပြဖြစ်ကုန်နော်အဲ့တော့ အထိန်တိုင်းတက်ကအာနာရောက်ဝမှလားဒါလက်ရှိမြေပြင်ရဲ့ပဂတိအနေထားတိုင်းနာ EOS ရဲ့အင်အားမပါသေးဘူးနော်နောက်တစ်ခုကတန်ကြီးတမန်ကြီးနိုင်ငံက62မှာ88မှာနိုင်ငံကအခင်းချင်းမှာဘလို့ပုံစံတွေဝင်ဆက်ခဲ့တယ်ဘလို့ပုံစံဝင်ဆက်အောင်အာနာသိမ်းတဲ့ကောင်တွေဘက်ကလုံနိုင်ခဲ့တယ်အခု2020အာနာသိမ်းတဲ့ကုလသမဂ္ဂထိုင်ကုန်အခုထိခွေးနေရမရဘူး ပြည်သူဘက်ကဥကြုံမုံထုံနေရာယူထားတယ်။နော်နိုင်ငံတကာအခင်းချင်းတရုတ်နဲ့ရုရှားကလွဲလို့အခုထိုင်းနိုင်ငံဖိတ်တယ်မင်းရောက်နိုင်ဘူး။ဘာဖြစ်သွားလဲ။ဘလို့ဆက်ဆံလိုက်တယ်။နော်သူတို့နိုင်ငံမှာဘလို့ဆက်ဆံခံရတယ်။ညာတွင်ချင်းဘလို့ခွေးလို့နွားလို့ပြန်ပြေးခဲ့ရတယ်။အဲ့ဒါတွေကိုအရင်လေ့လာကြည့်ပါ။အဲ့တော့အချိန်တိုင်းတက်ကနိုင်မယ်ဆိုရင်တော့လေလူချင်းမင်းတို့တဘောပါ။ဒါပေမဲ့တခုရှိတာကအနေစားမတိုင်တော့အရေးပြပြတ်မယ်ခစ်ပါ။ရှော့မတော်နဲ့ နော်ရှော့တက်လို့ရှိရင်ရော့တက်ခတဲ့ပူဆိုးပါလိမ့်မယ်ဒါကြောင့်မလို့အုတ်ကြီးတဲ့အနေနဲ့ခမားတို့လည်းပြည်သူတွေကပြည်သူပဲခင်မကောင်းတဲ့အချိန်မှာတထင်းမဖြစ်ရှင်နဲ့နော်ဒီကာလကြီးကတိုင်းပြည်မှာကတ်ကြီးသုံးပါစိုက်နေတာဗုဒ္ဓဘာသာနေရကြည့်မယ်ဆိုတတန္တရကဒုဗ္ဗန္တရကဟုတ်တယ်မလားယောဂန္တရကတ်ဆိုတော့ကတ်ကြီးသုံးပါစိုက်နေတာနော်အဲ့ဒီကတ်စိုက်တဲ့ကာလမှာဒုက္ခရောက်နေသူတွေကတော့တထင်းမလို့ရှင်နဲ့ခမားတို့ဘလောက်ပဲချမ်းသာချမ်းသာခမားတို့တက်တက်စားလို့မလောက်ဘူး နော်ကိုနိုင်ငံဘယ်အနေအထားတွေဖြစ်နေတယ်မြန်မာပတ်စဖို့ကင်ဝါတာနဲ့အများကြီးမထွက်နဲ့ထိုင်းလောက်ပဲလာကြည့်ထိုင်းအီမီဂရေးရှင်းမှာခမရခမရယွာမှာအုပ်ကြီးလုပ်ပြီးချမ်းသာနေတဲ့ကောင်ကြီးဖြစ်နေပါစေပတ်စံကိုတဲရို့တန်းနဲ့ခြေပြီးထည့်ထားပါစေမြန်မာကပတ်စဖို့ကင်ပြီးတော့ထိုင်းအီမီဂရေးရှင်းနဲ့ဝင်ရကြည့်ခမရကိုတရောင်းသားကြီးအကြည့်မကြည့်တိုက်တယ်လို့လာပြောအဲ့ဒါလက်ရှိကျုပ်တို့တနိုင်ငံလုံးဖြစ်နေတဲ့အဆင့်အတန်းနော်တိုက်တယ်လို့ချမ်းသာကိုယွာမှာဟုတ်တယ်မလားဒါပဲအဓိကအဲ့တော့မြင်အောင်ကြည့်တတ်ဖို့လိုတယ်ခက်ကလာကြီးမှာမြင်အောင်ကြည့်မယ်ဆိုလို့ရှိရင်တော့ ဒီလိုမျိုးမတရားတဲ့အရာတွေအပူဓာတွေကိုရှောင်နိုင်တော့ရှောင်ရတာအကောင်းဆုံးပါပဲဒါအုပ်ကြီးတဲ့အနေနဲ့မေတ္တာရက်ခံခြင်းတာကချိန်နဲ့မချိန်ချောက်ဘူးပြောပြတာပကတိအနေထားကိုမြင်အောင်လို့ပဲပြောပြတာအပေါ်နဲ့အောက်ကြားမှာ level နှိမ့်တအောင်နေတတ်ကြဖို့လိုအပ်ပါတယ်။နော်ဒီကာလမှာဟုတ်တယ်မလွဲတာလို့အုပ်ကြီးလုပ်တယ်ရလို့မှုနဲ့အုပ်ကြီးလုပ်တယ်စသဖြင့်ဒါပေမဲ့အပေါ်က pressure အားမှာအောက်ကပြည်သူအားမှာနှစ်ဖက်လုံးကိုနော်တဟဇာတဖြစ်အောင် နေတတ်မယ်ဆိုလို့ရှိရင်တော့ကို့အတွက်ကောင်းလိမ့်မယ်အဲ့လိုမဟုတ်ဘဲနဲ့အခုလိုမျိုးမရှိတဲ့လူလဲမျိုးတက်နေပြီးအတင်းကလော်ထုတ်နေတဲ့ဆိုရင်တော့မကြဘူးကျိန်းနေပါတယ်နော်ဒါကတော့အေယာဝတီတိုင်းကအိမ်မဲမျိုးတွေကလာတဲ့သတင်းပဲဖြစ်ပါတယ်